တို့ဒရိုင်းတစ်ခုတွေကတောက်ရောက်တိုက်ခိုက်တဲ့ဒီ drone တွေကိုသူတို့ရဲ့ jamming system တွေက jamming system တွေက GPS အမှားတွေလွှင့်ထုတ်ပြီးတော့ဒီ drone ကိုပဲကျွန်တော်တို့ရှိရတောက်ရောက်တိုက်ခိုက်တဲ့ drone ကိုပဲသူတို့ရှိဘူးပဲစဉ်သက်နိုင်အောင်ထိဒီပညာနဲ့ coordinate ခါးရေးဆွဲသွင်းပြီးတော့ဒီ drone ကိုအောင်းရ drone ကိုသူတို့ရှိကိုစဉ်သက်အောင်လို့ထိသူတို့ဟာဒီပညာရဖွံ့ဖြိုးလာခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဒီတော်လိုင်းနေပယ်မှာပအဝင်တက်ခိုက်နေတဲ့တော်လိုင်းဒီကောင်းနေတာလည်းပဲဂျန်စီတွေကလည်းပဲဒီပညာညံ့နေသူတွေမဟုတ်ပါဘူး။ဒီပညာရ software ဘိုင်းဆိုင်ရာအခုဒီဈေးသားမှုဆိုင်ဘိုင်းဆိုင်ရာကျွန်တော်တို့ရှိမှာလည်းထူးချွန်ထက်မြက်တဲ့လူတွေအများကြီးရှိပါတယ် တော့အခုကျွန်တော်မင်းကရောက်ခဲ့တဲ့တိုက်ခိုက်ရေးတပ်တစ်ခုပေါ့ဒါဆိုရင်မြေမြမှာအရေးကြီးတဲ့နော် heartland ဖြစ်တဲ့အလုံးသားနေမြေဖြစ်တဲ့နေရာတွေကိုတိုက်ခိုက်နိုင်မှုအထိမီတာဟိုကီဒီကီလိုမီတာခုနှစ်ရှစ်လောက်ထိကိုချိကနိုင်ပြီဖြစ်တဲ့ဂျုံတပ်ဖွဲ့တစ်ခုရှိကျွန်တော်လုံးဝ signal loss ဖြစ်သွားတယ်ဆိုရင်တော့ဆက်လက်ထိန်းချုပ်နိုင်အောင်ဒီလူငယ်တွေဘက်ကကြွမ်းကျင်နေတဲ့အနေအထားကိုကျွန်တော်တွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့တို့မှာတကယ်ရှိနေတာကဒီစနစ်တွေကို moment တက်ဆင်ပြီးတော့ခုတ်နဲ့တစ်ခါတည်းအမိပေးပြီးတော့ဒီ kamikaze လိုအပ်တဲ့စကန်လိုအပ်တဲ့တိုက်လီရင်ရှိတဲ့နေရာကိုတောက်တိုက်ခိုက်နိုင်ဖို့အတွက်သွားဂျုံတွေလိုနေတာတွေ့ရပါတယ်။ ဆိုတော့တို့ရဲ့မျက်နှာရခံချက်အရကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဒီ Kamikaze Drone နော်ကျွန်တော်မိုင်တင်သွင်းဖို့ကျွန်တော်တို့ကြိုးစားကြပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Kamikaze Drone တွေတီထွင်တဲ့လူငယ်တွေရှိနေပြီဖြစ်ကြောင်းကိုကြီးနေမျိုးစဉ်အတိပေးလာတဲ့ရုပ်တံနဲ့အတူမိုင်းပုံမျိုးနဲ့အခြေဆိုင်ခမရ9.18တက်ရင်မှစစ်မှုထမ်းတသားတင်တဲ့ဦး PDF တက်ဖွဲ့ထံအလင်းဝင်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပုံမြို့နယ်အခြေဆိုင်ခမရ9ရ18တရင်မှစစ်မှုထမ်းတပ်သားတင်းနှစ်ဦးအလင်းဝင်ရောက်ခဲ့ကြောင်းလွန်ကော PDF မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့်ဧပြီလ16ရက်နေ့တွင်မိုင်းပုံမြို့နယ်အခြေဆိုင်ခမရ9ရ18တရင်မှစစ်မှုထမ်းတပ်သားတင်းမောင်းတန်းဆိုးဦးအပါဝင်2ဦးသည်လက်နက်ယူဆောင်လာခြင်းမရှိဘဲလွန်ကော်မြို့နယ်ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည် ထိုအလင်းဝင်ရောက်လာသောစစ်မှုထမ်းတပ်သားတင်းနှူးသည်စစ်မှုထမ်းတင်းနှံအပတ်စဉ်၅နှစ်၆မှတင်းနှံစင်းများဖြစ်ပြီးပြည်သူစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ရှောင်းတခင်ဖမ်းဆီးခံရကအတင်းအဓမ္မလူသစ်စုဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။လိုင်းကုံမြို့နယ်ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်အလင်းဝင်ရောက်ခိုးလုံလာသောတပ်သားများကိုလုံခြုံသောနေရာတွင်ထားရှိကာ နှွေးထွေးစွာကြိုးဆိုခဲ့ကြောင်းရင်းစစ်မှုထမ်းတတသည့်များဤဆန္ဒအလျောက်လွတ်လပ်စွာရွေးချယ်ခွင့်များကိုအလေးပေးဆောင်ရွက်သွားကြောင်းသိရှိရသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဝင်ရောက်ခုလုံပူးပေါင်းလာကြမည်ပြည်သူ့စစ်မှုထမ်းများအရာရှိစစ်သည်ရဲဘော်များအောက်ခြေရဲဘော်များနန်းစီဒီအန်ဝန်ထမ်းများကိုလိုက်လိုက်လဲလဲနှွေးထွေးစွာကြိုးဆိုလျက်ရှိပြီး လုံခြုံစိတ်ချမှုနှင့်ရင်းတို့ဤစိတ်ဆန္ဒလေးထား၍ကာကွယ်ဆောက်ရှောက်သွားမည်ဖြစ်ကြောင်းလိုင်းကော PDF ကအတိပေးနှိုးဆော်ထားသည် ော်လံပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်တို့လက်ရှိအခြေအနေရဲ့တမန်ရည်ချင်းကျွန်တော်တမတော်ရာရှီလောင်းတယောက်အနေနဲ့မြေပြင်မှာထိတွေ့တိမြင့်ချက်အရပြည်သူတွေကိုအစီရင်ခံတင်ပြเสียရှိပါတယ်ဒါလက်ရှိဖြစ်နေတဲ့မေအွန်လိုင်းဦးဆောင်တဲ့ဂျပန်စစ်ကောင်စီဖက်စစ်အုပ်စုရဲ့အာဓမအနာသိပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့ဖြစ်စဉ်ဟာကျွန်တော်တို့နိုင်ငံကဆက်အနာရှင်စနစ်တစ်ခုအသက်သွင်းမှုကြိုးပမ်းလိုတဲ့ လူအတ္တလောဘသမားတွေရဲ့ဆောင်ရွက်ချက်တစ်ခုတည်းကြောက်လည်းမဟုတ်ပါဘူးပြီးတော့စစ်တပ်ကိုဒီဖက်ဆစ်စနစ်တွတ်သွင်းပြီးတော့ဒရောတော်ဘာအာနာယုတမှုနဲ့ကိုရိုးစီပွားရှာစားရန်စစ်ဘုဂျိုတစုဥဆောင်ပြီးပြည်သူနဲ့တိုင်းသားတရားလုံးကိုဖိနစ်နိုင်ကျင့်မယ်ဆိုတဲ့စနစ်တစ်ခုတည်းကြောက်လည်းမဟုတ်ပါဘူးပထမနိုင်ငံရေးအရကျွန်တော်နိုင်ငံရဲ့တရှိနေတဲ့အင်အားကဘာအင်အားကြီးနိုင်ငံတစ်ခုကြားတဲ့ကပြည်သူ့မုတ်တရားထပ်ပေါက်နဲ့တရားစတာဘောကြွယ်ဝမှုပေါ်အခြေတည်ပြီး ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားထဲကတရားစတာဝေစုလူလာရဲ့ဆူပါပါဝါရရှိဖို့ပြင်ဆင်လာတဲ့ဒီ CES alone အပွဲတွေကြောင့်ကျွန်တော်တို့နိုင်ငံဟာအတုံးချခံဖြစ်အင်အားကြီးနိုင်ငံတွေရဲ့စီးရင်နိုင်ငံကြီးကစားမှုခြေရှုံးမှုအောက်မှာပြည်သူတရားလုံးခါးစီးပြီးခံရတာလည်းဖြစ်ပါတယ်ဆိုတော့အခုဖြစ်ပေါ်နေတဲ့စီးရင်ရှင်ပြန်တက်ခတ်မှုမှာအကြမ်းဖက်ဖက်စစ်စစ်ကောင်စီလို့ခေါ်တဲ့မြမတက်မတော်ကို အတင်းတမတတန်တူတတကြောအရွယ်လွန်စစ်ဘူချုပ်မင်းအောင်လိုင်ဥဆောင်တဲ့စစ်တပ်ဟာကမ္ဘာအဆင့်30ကျော်အဆင့်ဖြစ်သတ်မှတ်ထားခံရပြီးကြီးရီလီခိမီစစ်ရန်တွေအရတက်ဆင်ထားတဲ့စစ်တပ်ဖြစ်ပါတယ်သူနောက်ကနေပြီးတော့အခုချိန်မှာယူကရိန်းကိုကျူးကျော်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ရုရှားနဲ့ကမ္ဘာမိတ်ဆွေနိုင်ငံတွေဖြစ် ယူဆထားတဲ့မြောက်ကိုရီးယားဘယ်လာရုစ်စတဲ့ နိုင်ငံကြီးအပြင်ကျွန်တော်တို့ရဲ့အင်ဂျီချင်းအင်အားကြီးတရုတ်ကွန်မြူနီအစိုးရပါဖက်စစ်မရောက်လာရင်နောက်ကနေပြီးတော့ပြပြသားသားတဖို့မတိမတားတဖို့ဝန်ထောက်ပတ်ရည်တည်နေတဲ့ဤပညာထောက်ကူမှုတွေကိုရရှိထားတဲ့ခင်မစ်စတကြီးလည်းဖြစ်ပါတယ်ဒီကြီးရလေးစုဖွဲ့ထားပြီး290ကျော်ကြာစနစ်တကျတင်ကြားလေးကျင့်စုဖွဲ့လာခဲ့တဲ့စစ်တကြီးကိုအခု2021အလွန်ဘူးတော်လိုင်းရေးကာလရောက်မှာ ဒေါ်လိုင်းတပ်ဖွဲ့တွေကပေါင်းစုအင်အားနဲ့ရတသမျှစုဖွဲ့လေ့ကျင့်ပြီးခုခံတွန်းလှန်စစ်တိုက်ခိုက်လာကြတာအခုဆိုရင်မြန်မာတနင်္ဂနွေလုံးရဲ့ area 60 80ရာခိုင်နှုန်းခန့်ကိုဒေါ်လိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးတော့ဖက်စစ်ကောင်စီအနေနဲ့ area 30 40ဝန်းကျင်လောက်ပဲထိန်းချုပ်နိုင်ရဲလို့ယူဆရနိုင်ဖွယ်ရှိအောင်တောင်ပိုင်းဘက်ကစီရေးရရေးတာလာတဲ့အနေအထားဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာကျွန်တော်တို့ဘက်ကပြည်သူတရားလုံးရဲ့ထောက်ခံမှုအင်အားနဲ့ ဤသူတွေရဲ့သားရင်းနှီးတဲချာတွေနဲ့ဖွဲ့စည်းထားတဲ့တော်လိုင်းရေးသူရဲကောင်းတွေ PDF အပါဝင် ERO တက်ဆိုင်ရာဒေသကတော်လိုင်းတက်ဖွဲ့သူရဲကောင်းတွေဟာအသက်ဘဝခန္ဓာအားလုံးကိုရင်းပြီးတော့ရင်း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 ခုခံတိုက်ခိုက်နိုင်စွမ်းရှိကြတော့လည်းပဲဤပညာနဲ့ရှင်လာခဲ့ရင်တော့ကျွန်တော်တို့မှာအများကြီးကြိုးစားဖို့လိုပါသေးတယ်ဒုတိယတော့လေကြောင်းစိုးမှုမှုနဲ့လေကြောင်းခုခံကာကွယ် Air Defense System တွေကျွန်တော်တို့တော်လိုင်းဘက်ကအများကြီးမြင့်တင်ဖို့လိုပါသေးတယ်ကျွန်တော်တို့မှာလေရင်ပြည့်လက်နက်လုံးလောက်မရှိသေးဘူး ဒါကြောင့်လည်းပဲနေ့စဉ်ဒီပါအခုငလင်လှုပ်ပြီးတဲ့နောက်ဘလောက်ပဲအပြစ်ခက်ရက်ဆဲတဲ့ကြီးညာထားတယ်စူစီကမူအာဆီယံကိုနလက်ပလက်လှုပ်ပြီးတော့အပြစ်ခက်ရက်ဆဲတဲ့ဆိုလိန်လေလက်ဖြားစီကမူပြီးပြင်းနေရာအနှံ့မှာကျွန်တော်တို့ဒေါ်လိုင်းဒေတာအေရီယာတွေနှံ့မှာဖြားပြင်းတဲ့ဘုံနေနဲ့အဆစ်ကောင်စီဟာတော့ဆော့ဆိုဘလို့ကျဲချတိုက်ခတ်နေစေဖြစ်ပါတယ်။ထပ်မံပြီးတော့ drone ပါဝင်ဒီဘုံနေနဲ့ကျဲချမှုကိုလည်းပုံမူစူးစမ်းဆောင်ရွက်လာပါတယ်။ တော့ကျွန်တော်တို့တော်လိုင်းဘက်ကလည်းပဲဂျုံနီးပညာကိုအသုံးပြုတယ်ဆိုပေမဲ့လက်ရှိစစ်ကောင်စီဘက်ကပံပိုးရောက်ရှိလာတဲ့တရုတ်ရုရှားဒီပညာမြင့်တဲ့ဘက်ကပံပိုးလာတဲ့ဂျမ်ဘာစင်စတန်နီနဲ့အပေါ်မှာတိုးမြင့်လာတဲ့သူတို့ရဲ့စွမ်းရည်တွေကြောင့်တော်လိုင်းတပ်ဖွဲ့ကဂျုံတွေထိခိုက်နစ်နာနေတဲ့ဆွေကြောင့်အခုရက်ပိုင်းမှာခက်စစ်တွေကြားရပါလိမ့်မယ်။အဲ့ဒီမှာသူတို့ရဲ့အသုံးပြုတဲ့ဒီပညာကြောင့်ဒီ GPS signal ကို spoof လုပ်တဲ့လှည့်စားတဲ့သူတို့ရဲ့အချက်ပြထုတ်လွှင့်မှားယွင်းတဲ့ အချက်ပြတွေထုတ်လွှင့်ပြီးတော့ဒီ drone တွေကိုလှည့်စားတဲ့ဤပညာကြောင့်အခုငလင်ကယ်ဆယ်ရေးရောက်ရှိလာတဲ့အိန္ဒိယလေတပ်ကကယ်ဆယ်ကူညီတမားတွေထုတ်ပြန်တာဖတ်ဖတ်မိရပါလိမ့်မယ်။သူက GPS signal တွေကိုမှားယွင်းပြီးထုတ်လွှင့်စေတာဖြစ်တယ်။အဲ့တော့လေရင်ဆင်းသက်လာမဲ့လေရင်တွေရရှိတဲ့ GPS signal တွေမှားယွင်းတဲ့အကြောင်းကွင်းစင်မှားအောင်လေကြောင်းအရာအခက်အခဲဖြစ်အောင်စစ်ကောင်စီဟာလေရင်ကွင်းတွေအရေးကြီးတဲ့လေရင်ကွင်းတွေမှာဒီစနစ်တွေကိုတတ်ဆင်ထားတာတွေ့ရပါလိမ့်မယ်။တွေ့တော့မဖြစ်လဲဆိုတော့ ျွန်တော်တို့ဒလိုင်းတက်ဖွဲ့တွေကတောက်တိုက်ခိုက်တဲ့ဒီ drone တွေကိုသူတို့ရဲ့ jamming system တွေက jammer system တွေက GPS အမှားတွေလွင့်ထုတ်ပြီးတော့ဒီ drone ကိုပဲကျွန်တော်တို့ရှီကတောက်တိုက်ခိုက်တဲ့ drone ကိုပဲသူတို့ရှီကိုပဲစဉ်သက်နိုင်အောင်အထိနီးပညာနဲ့ခုတ်ရင်းတစ်ခါရေးဆွဲသွင်းပြီးတော့ဒီ drone ကိုကောင်းကင်က drone ကိုသူတို့ရှီကိုစဉ်သက်အောင်လုပ်အထိသူတို့ဟာနီးပညာရဖွံ့ဖြိုးလာခဲ့တာတွေ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ ဒီတော်လိုင်းနေပယ်မှာပါဝင်တိုက်ခိုက်နေတဲ့တော်လိုင်းသူရဲကောင်းတွေဟာလည်းပဲဂျမ်စီတွေဟာလည်းပဲဤပညာညံ့တဲ့သူတွေမဟုတ်ပါဘူးဤပညာအရဆော့ဖ်ဝဲပိုင်းဆိုင်ရာအရခုတ်တင်ရေးသားမှုဆိုင်ပိုင်းဆိုင်ရာကျွန်တော်တို့ရှိမှလည်းပဲထူးချွန်ထက်မြက်တဲ့လူတွေလည်းအများကြီးရှိပါတယ်ဆိုတော့အခုကျွန်တော်မနေ့ကရောက်ခဲ့တဲ့တိုက်ခိုက်ရေးတပ်တစ်ခုပေါ့ဒါဆိုရင်မြေပြင်မှာအရေးကြီးတဲ့နော် Heartland ဖြစ်တဲ့နှလုံးသားနယ်မြေဖြစ်တဲ့နေရာတွေကိုတိုက်ခိုက်နိုင်မှုအထိမီတာဒီကီလိုမီတာခွနစ် ချစ်လောက်ထိကိုကြီးကပ်နိုင်ပြီဖြစ်တဲ့ဂျုံတက်ဖွဲ့တစ်ခုရှိကျွန်တော်မနေ့ကရောက်ခဲ့ပါတယ်။ရောက်တော့တို့ရှိရ presentation ကိုကျွန်တော်ကောင်းကောင်းကြည့်ရှုခဲ့ရပါတယ်။တို့ဘလောက်ထိဒီ remote control နဲ့ဂျုံကိုမောင်းနေထိမ့်သိမ့်နဲ့အဆင့်ဟုတ်တော့ remote control ကတော့ချောမှာအသွားစနစ်အပြန်ကိုလှည့်ပြားတဲ့စနစ်တခါအမိန်ပေးပြီးတော့ command နဲ့ပြန်တဲ့စနစ်နဲ့အဲ့ဒီဟာတွေကိုလည်းစစ်ကောင်စီကကောင်းကောင်းကြော်လွားထိန်းချုပ်နိုင်နေပြီဖြစ်တယ်။အဲ့တော့အခုအဲ့လူငယ်တွေကဘလို့တိုက်ခိုက်လာလဲတခါလေးပဲကွန်ပျူတာခုတ်ကတခါလေးရေးပြီးတော့ drone ကို ကွန်ပျူတာခုတ်နေတခါအမိန်ပေးပြီးတော့သူကသွားတယ်စနစ်ဖြစ်ပါတယ်ဆိုတော့ jump jumper system တွေကိုကျွန်တော်တို့ဘက်ကကြော်လွားနိုင်နိုင်တဲ့အနေအထားကိုရောက်နေပါပြီဆိုတော့ jumper block ပဲခန်းနာခန်းနာအရေးကြီးတဲ့တိုက်ခိုက်မှုဥပမာဆိုရင်လေရင်ခွင်းဖြစ်စေအရေးကြီးတဲ့အဆောက်အအုံဖြစ်စေဘလောက်ကြီးပဲခုခံ jumper system နဲ့နောက်ဆုံးသူတို့လှည့်ဖြားတဲ့ GPS အတုပေါ့စောစော GPS signal တွေ signal တွေကို spoof လုပ်တဲ့စနစ်တွေနဲ့ဘလောက်လှည့်ဖြားထားပါစေဒါကိုကြော်လွားနိုင်အောင်ခုတ်နေတခါတည်း လုံးဝ signal loss ဖြစ်သွားတယ်ဆိုရင်တော့မှဆက်လက်ထိန်းချုပ်နိုင်အောင်ဒီလူငယ်တွေဘက်ကကြွမ်းကျင်နေတဲ့အနေအထားကိုကျွန်တော်တွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့သူတို့ကခက်ခဲရှိနေတာကဒီစနစ်တွေကို moment တတ်ဆင်ပြီးတော့ခုတ်နဲ့တစ်ခါတည်းအမိန်ပေးပြီးတော့ဒီကမီကာစီလိုအပ်တဲ့စကန်လိုအပ်တဲ့တိုက်လီရင်ရှိတဲ့နေရာကိုတွားရောက်တိုက်ခတ်နိုင်ဖို့အတွက်သူက drone တွေလိုနေတာတွေ့ရပါတယ်။အစတော့သူတို့ရဲ့မြေတားရဲခန့်ကျဲရကျွန်တော်အဲသူတို့နဲ့လက်တွဲပြီးတော့ဒီကမီကာစီ drone နော်ကျွန်တော်မှာယူတင်သွင်းဖို့ကျွန်တော်တို့စူးစမ်းကြပါတယ် တော့မိတ်ဆွေတွေအနေနဲ့ထိုင်းနိုင်ငံကအထူးသဖြင့်ပေါ့နိုင်ငံတကာရောမိတ်ဆွေတွေအနေနဲ့ကျွန်တော်ရှိကိုဒီ drone တွေအတွက်ဘာမို့အကူအညီပေးဖို့မျှတာရပ်ခံချင်ပါတယ် drone စီးကိုဒီ moment တက်စင်တဲ့ပစ္စည်းတွေမပါပေါ့နော်ခါမီကာစီ drone ကြီးပဲတည်သက်ကျွန်တော်တို့တက်စင်ထုတ်လို့မယ်ဆိုရင်ဘတ်တပေါင်းခွဲလောက်ကျတယ်လို့ကျွန်တော်တည်ရပါတယ်ဘတ်တပေါင်းခွဲဆိုတော့မြန်မာငွေအပြည့်18သိန်းလောက်တော့ရှိမယ်လို့ထင်ပါတယ်ဆိုတော့အဘတ်တောင်းခွဲဒစည်းစာဆိုရင်ကျွန်တော်တို့ဘက်ကထပ်မံမွမ်းမံပြင်ဆင်လာလဲဆိုတော့ဘတ်3000 4000လောက်တော့ကျမှာပေါ့ ဆိုတော့ဘတ်1000ခွဲ1000ခွဲအလူရှင်တွေမိတ်ဆွေတွေကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်တို့မြေပြင်မှာပုံမတွုံးမြင့်တဲ့အစီအစဉ်တွေနဲ့တိုက်ခိုက်ဖို့စုဖွဲ့ဖို့ကျွန်တော်ဆောင်ရွက်သွားပါမယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်မြေပြင်မှာရှိနေပါတယ်ကျေးဇူးတင်ပါတယ်